အချုပ်အခြားအာဏာပိုင်ပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုကထပ်လောင်းပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမေရိကန်က တင်ပြမဲ့ဆိုပြချက်တစ်ခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာ နေတန်ညာဟုကအခုလိုပြောခဲ့တာပါ။အမေရိကန်ရဲ့ဆိုပြချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ထူထောင်ပိုင်ခွင့်လမ်းကြောင်းမျိုး ဖွင့်လှစ်ပေးနိုင်ခြေကိုထည့်သွင်းထားပါတယ်။လက်ရဆုံးအမျိုးသားရေးဝါဒီတဦးဖြစ်တဲ့နေတန်ညာဟုကပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရေးဆိုတဲ့ကိစ္စကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သူပါ။သူကပါလက်စတိုင်းနိုင်ငံဖြစ်ထွန်းလာတယ်ဆိုတာဟာအကြမ်းဖက်အဖွဲ့အစည်းဟာမတ်ကိုဆုချလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်းအစ္စရေးနိုင်ငံပိုင်နက်နာမှာဟာမတ်ကခြေလှယ်တဲ့ပိုပြီးကြီးမားတဲ့နေမြေတစ်ခုပေါ်ထွန်းလာတာဖြစ်နိုင်ကြောင်းဝေဖန်ထားပါတယ်။အမေရိကန်ရဲ့အဆိုပြုချက်ထဲမှာတော့ ဂါဇာမှာဒေသတည်ငြိမ်ရေးကူညီစောင့်ရှောက်မဲ့နိုင်ငံတကာတပ်ဖွဲ့တစ်ခုဖြန့်ကျက်ရေးဆိုတာပါဝင်ပါတယ်။ဒါပေမဲ့ဟားမတ်စ်နဲ့တခြားပါလက်စတိုင်းအဖွဲ့အစည်းတွေကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာအစ္စရေးဘက်ကိုတည်တည်တတ်တာရင်းနေပြီးပါလက်စတိုင်းတွေရဲ့ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်တွေကိုပိတ်ပင်ရာရောက်နေတယ်လို့ဝေဖန်ထောက်ပြထားပါတယ်။နောက်ပြီးဂါဇာမှာတပ်ဆွဲထားမဲ့နိုင်ငံတကာတပ်ဖွဲ့တွေမှာအစ္စရေးတွေလုံးဝမပါဘူးနဲ့ကုလသမဂ္ဂရဲ့ဓာတ်ရိုက်ကုတ်ကဲမှုအောက်မှာရှိနေဖို့လိုတယ်လို့လည်း ဘလာစားတွေကပြောပါတယ်။နေတန်ညာဟုကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာဂါဇာမှာလက်နက်ဖြုတ်ယူသိမ်းဆည်းရေးကိုပါတောင်းဆိုထားမှာဖြစ်တယ်လို့ပြောပါတယ်။သူကပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရေးကိုစန့်ကျင်တဲ့အစ္စရေးအစိုးရရဲ့ရက်တီမှုဟာပြည်တွင်းပြည်ပဘလို့ဖိအားပေးချင်းချမှုမျိုးကြောင့်မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ကနေဒါ၊ဗြိတိန်၊ဩစတြေးလျ၊ပြင်သစ်တို့လိုအစ္စရေးရဲ့အစဉ်အလာမဟာမိတ်နိုင်ငံတချို့က ပါလော့စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်ထောက်ခံအသိအမှတ်ပြုဖို့သဘောထားပြောင်းလဲလာတဲ့အတိုင်းနေတန်ညာဟုကတော့ပါလော့စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့လုံးဝမဖြစ်စေရဘူးဆိုပြီးယတိပြတ်ကြွေးကြော်ထားစေပါလက်တလုံးမှာတော့အစ္စရေးနဲ့ပါလော့စတိုင်းတို့ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြားဝင်ညှိနှိုင်းပေးထားတဲ့အဆိုပြုချက်တစ်ရက်ကိုလက်ခံပြီးအပြစ်အခတ်ရက်စဲထားကြပါရဲ့ရှင်။